Hello hello အားလုံးပဲမင်္ဂလာပါရှင်။မကြာခင်မှာအကြောင်းတွေလည်းဖွင့်တော်မင်းဆိုတော့ကလေးထမင်းကြိုင်အတွက်အရန်ကိုအစင်ပြေတဲ့တီးဆုံ frozen လုပ်နီလေးကိုလာမြောက်ဝေပေးမှာဖြစ်ပါတယ်ရှင်။အတ္တိကပါဝင်တာကြတော့ဥနီရဲ့ပူစားပဲရဲ့ပြောင်းဖူးရဲ့ဗာဒီနီယာမှာပြောင်းဖူးကိုတော့လုံးဝကြက်အောင်အရင်ပြုတ်ဖို့ပြောချင်ပါတယ်ရှင်။အတီလေးတွေကိုစိတ်ကြိုက်အသုံးအကြီးလေးတွေဖြတ်ထားပါမယ်။ပြီးလို့ရှိရင်ရေထဲကိုစားလေးအနည်းငယ်ထည့်ပြီးတော့မှပုတ်ပတ်ဆူအောင်သေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ဖြတ်ထားတဲ့ဥနီနဲ့ပူစားပဲလေးကိုထည့်လိုက်မှဖြစ်ပါတယ်ရှင်။ ပြောင်းဖူးကိုကြတော့ကြိုပြုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်လုံးနောက်ဆုံးမှထည့်လိုက်တာပါရှင်။ The break ထဲပြုတ်မယ်ဆိုရင်တော့ပြောင်းဖူးကိုကြက်အောင်အရင်ပြုတ်လိုက်ပါပြီးလို့ရှိရင်ဥနီနဲ့ပဲကိုထည့်ပါပဲနဲ့ဥနီကစက္ကန့်30မိနစ်လောက်ပဲပြုတ်ဖို့လိုပါတယ်ရှင်။ပြုတ်ပြီးသွားလို့ရှိရင်တော့လုံးဝအေးသွားတဲ့အထိပေါ့နော်ရေအေးနဲ့တစ်ခေါက်ပြန်စီးချပြီးတော့မှရေသေးချစစ်လိုက်ရမှာဖြစ်ပါတယ်ရှင်။ရေသေးချစစ်ပြီးသွားလို့ရှိရင်တော့ ဘူးထဲမှာထည့်သိမ်းလို့ရပါပြီဒီနေရာမှာတော့နှစ်ဘူးသုံးထားပါတယ်တဘူးပြီးမှတဘူးသုံးမှာပေါ့နော်ဘာလို့ဆိုထုတ်လိုက်ထည့်လိုက်ဆိုတဘူးထဲဆိုရင်တော့အလီအလွင့်နေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပါဒီဟာလေးတဘူးရှိတယ်ဆိုရင်တော့ထမင်းကြော်ပဲဖြစ်ဖြစ်ကြက်ဥကြော်ပဲဖြစ်ဖြစ်ပေါ့နော်ကြက်ဥဟင်းရီဟင်းရီပါညာအကုန်လုံးအတွက်အရင်အဆင်ပြေပါတယ်နောက်ဗီဒီယိုတွေမှာလည်းတခြားမတူတဲ့မဟုတ်လို့မိနေတဲ့အတူပြန်လာခဲ့ပါအောင်မယ်ရှင်ကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်